1948ခုနှစ်မေလ14ရက်နေ့မှာအစ္စရေးနိုင်ငံဟာလွတ်လပ်တဲ့နိုင်ငံတစ်ခုဖြစ်လာပြီဆိုပြီးတော့ကမ္ဘာကိုကြေညာခဲ့ပါတယ်။ဒီလိုနိုင်ငံသစ်ပေါ်လာတာကိုအာရဗ်၅နိုင်ငံကလုံးဝကိုလက်မခံနိုင်ခဲ့ပါဘူး။အဲဒီနိုင်ငံတွေကတော့ Egypt, Jordan, Syria, Lebanon နဲ့ Iraq နိုင်ငံတို့ဖြစ်ပါတယ်။ဒါကြောင့်မို့အစ္စရေးနိုင်ငံကိုကမ္ဘာပေါ်ကပျောက်သွားအောင် လုပ်ကြမယ်ဆိုပြီးတော့၅နိုင်ငံဝိုင်းပြီးတော့စော်ကြပါတယ်။အစာပိုင်းမှာအစ္စရေးတို့တော်တော်လေးအခြေအနေဆိုးပြီးတော့အကြီးအကျယ်ရှုံးနိမ့်နေခဲ့ပါတယ်။ဒီကမ္ဘာလုံးမှာရှိတဲ့ဂျူးလူမျိုးတွေကလည်းအစ္စရေးနိုင်ငံကိုပြန်လာပြီးတော့ ဒီစစ်ပွဲကြီးမှာဝင်ရောက်တိုက်ခိုက်ခဲ့ကြပါတယ်။နိုင်ငံသစ်ကျင်ကြတာကိုဘယ်သူမှမထောက်ခံကြတာမို့အကူအညီတွေလည်းမရတဲ့အတွက်ကြောင့်မလို့စစ်ပွဲကရှုံးလူနီးပါးကိုရောက်ရှိသွားပါတယ်။အဲဒီအချိန်မှာတကမ္ဘာလုံးနဲ့ဆက်ညင်ပြီးတော့သူတို့ကိုအကူအညီမဲ့နိုင်ငံတနိုင်ငံပေါ်လာခဲ့ပါတယ်။အဲ့ဒီနိုင်ငံကတော့ Czechoslovakia နိုင်ငံဖြစ်ပါတယ်။ဒီနိုင်ငံရဲ့စစ်လက်နဲ့အကူအညီတွေရရှိပြီးနောက်ပိုင်းမှာတော့ Israel ကစစ်ရေးမှာအသာစီးကိုပြန်ရလာပါတယ်။ Iran ကနိုင်ငံကစစ်ပွဲမှာပြန်လည်ရှုံးနိမ့်လာပြီးတော့သူတို့ပိုင်နယ်မြေတွေကိုပါထပ်ပြီးတော့ဆုံးရှုံးသွားပါတယ်။1949ရောက်တဲ့အချိန်မှာတော့ အပြည့်အကရည်စဲမှုကိုလှုပ်ဆောင်နိုင်ပြီးတော့စစ်ပွဲကြီးပြီးဆုံးကြောင်းကိုကြေညာပါတယ်ဒီလိုပထမဆုံးဖြစ်တဲ့စစ်ပွဲပြီးမှာတော့အစ္စရေးနိုင်ငံကပါလက်စတိုင်းနေပြည်အတော်များကိုသိမ်းပိုက်နိုင်ပြီးတော့နိုင်ငံရဲ့မြေနှမိတ်ကလည်းပို့ပြီးတော့ကျေပြန့်လာခဲ့ပါတယ်တကယ်လို့များဒီပွဲမှာချက်ကိုစလိုဗာကီးယားနိုင်ငံကလက်နက်တွေသာမကူညီခဲ့ဘူးဆိုရင်အစ္စရေးနိုင်ငံအစ်အနေနဲ့ဘယ်လိုအခြေအနေရောက်သွားနိုင်လဲဆိုတာကိုကွန်မန့်မှာအပြော်လန်းဝင်ရောက်ဆွေးနွေးပေးသွားလို့ရပါတယ်ဗျာ